အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဘာသာဘုရားကိုကိုးကွယ်ကြတဲ့ prophet တွေနဲ့အီလီယာရဲ့ကြားထဲကဘသူရဲ့ဘုရားကစစ်မှန်တဲ့ဘုရားလဲဆိုတာကိုရှင်ပြန်စမ်းသပ်ကြမယ့်အကြောင်းအရာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဣဒရီလာဆယ်နွေနိုင်ငံမှာမင်းစုအများကြီးရှိတဲ့အထက်ကအာဟဟအဆိုးဆုံးပါပဲသူဟာဘာလဖျားကိုဝတ်ပြုတဲ့ရေစဘီလာကိုလက်ထပ်ထားပါတယ်အာဟနဲ့ရေစဘီလာဟာဘာလကိုတတိုင်းပြည်လုံးဝတ်ပြုအောင်လုပ်ပြီးသာရဘုရားရဲ့ prophet တွေကိုတက်ပစ်ပါတယ်ဒါနဲ့သာရဘုရားကတရှိပိမျိုးသားအီလီယာကိုအာဟစီလွတ်လိုက်ပါတယ်အီလီယာကအာဟမင်းဟာစိုးနှွန်းလို့ဣဒရီလာပြည်မှာနှင်းမကြမိုးခေါင်နိုင်မယ်လို့ပြောလိုက်ပါတယ်၃နှစ်ကျော်မိုးမရွာလို့အငတ်ပေးကြရောက်ပါတော့တယ် ။ဒါနဲ့ထာဝရဘုရားကအေလိယကိုအာဟတ်စီနောက်တစ်ချိန်သွားခိုင်းပါတယ်။မြေပေါ်မှာလည်းမိုးရွာစီမယ်လို့ပြောပြီးတော့အေလိယနဲ့အာဟတ်မင်းစီကိုသွားပါတယ်။ဘုရင်ကအေလိယကိုတွေ့ရကမင်းကဣသရေလပြည်ကိုနောက်ရှက်တဲ့ကောင်မလားလို့ပြောတော့အေလိယကမိုးခေါင်လာကျွန်တော်ကြောင့်မဟုတ်ပါဘူး။မင်းကြီးနဲ့အဆွေမျိုးတွေကထာဝရဘုရားရဲ့ပြည့်ညက်တရားကိုဆွတ်ပြီးတော့ဘာလာဘုရားကိုဝတ်ပြုလိုပဲလို့ပြန်ဖြေလိုက်ပါတယ်။ဒါနဲ့အေလိယဟာအခုစမ်းသပ်ကြည့်ကြမယ်။ဣသရေလတွေနဲ့ဘာလာပရောဖက်တွေကိုကာရမီလာတောင်ပေါ်မှာဆူယုံခိုင်းပါလို့ပြောပါတယ် ဒါနဲ့လူတွေကတောင်ပေါ်မှာစူဝေးလာကြပါတယ်။အီလီယာကအဆုံးဖြတ်ကြထာဝရဘုရားဟာစစ်မှန်တဲ့ဘုရားဆိုရင်ကိုရော့ကိုကိုးကွယ်ကြပါ။ဘာလဟာစစ်မှန်တဲ့ဘုရားဆိုရင်တော့သူ့နောက်ကိုလိုက်ကြပါလို့ပြောတော့လူအများကတိတ်ဆိတ်နေကြပါတယ်။ဘာလပရောဖက်450ဟာနွားတကောင်ကိုရွေးပြီးအပိုင်းပိုင်းဖြတ်ပြီးပူဇော်ရာပြင်ဆင်ပြီးဘာလဘုရားကိုခေါ်ပါစေမိမထဲ့ရဘူး။ကျွန်တော်လဲနွားတကောင်နဲ့ပူဇော်ရာပြင်ဆင်ပြီးတော့ထာဝရဘုရားကိုခေါ်မယ်မိမထဲ့ဘူးဆိုပြီးပြောလိုက်ပါတယ်။မိင်းနဲ့ပြန်ဖြေတဲ့ဘုရားဟာ စစ်မှန်တဲ့ဘုရားပဲလို့ပြောတော့လူတွေကသဘောတူကြပါတယ်။ဘာလာပရောဖက်တီကပူဇော်ရာပြင်ဆင်ပြီးဘာလာဖျားကျွန်တော်တို့ကိုပြန်ထူးပါလို့နနက်ကနေမွန်းတဲ့အချိန်ကြီးအော်ဟော်နေကြပါတယ်။ဘာအဖြေမှမရတော့အေလီယာကခက်ကြက်ကြက်အော်ဟော်စမ်းမှမင်းတို့ဘုရားကတခုခုလိုက်ရှာနေလို့လားဒါမှမဟုတ်ခီးသွားနေလို့လားအိပ်ပျော်နေရများလားတယောက်ယောက်ကခွန်နှိုးမရတော့မထင်နဲ့လို့လှောင်ပြောင်လိုက်ပါတယ် ညနေဆောင်တဲ့အထိဘာလာပရောဖက်တီကအော်ခေါ်နေတော့မှာပဲဒါပေမဲ့ဘာအဖြစ်မှမရပါဘူးဒီလိုနဲ့အေလိယားဟာယာကုပ်သားအမျိုးအနွယ်အကြီးအတွက်အတိုင်းကြောက်စက်နှလုံးကိုယူပြီးပလင်တီကရစ်ပူစော်ရာကိုတင်လိုက်ပြီးတော့ရေအပြည့်ထည့်ထားတဲ့အိုးလေးလုံးနဲ့ထင်းပေါ်မှာတော့လောင်းလိုက်ပါသေးတယ်တစ်ချိန်သေးတော့မဟုတ်ပါဘူးသုံးချိန်တော့လောင်းလိုက်တာပါညာဦးရန်ရစ်ပူစော်ခြင်းရောက်တဲ့အခါမှာတော့အာဘရန်အီဇက်ဣသရေလရဲ့ဖျားသခင်သာရဖျားကိုရောဟာစစ်မှန်တဲ့ဖျားဖြစ်တယ်ဆိုတာကိုလူတွေသိကြပါစေလို့ဆုတောင်းတာနဲ့ ကောင်းဝင်ကနမိကြလာပြီးပူဇော်ရာတွေလောင်ကျွမ်းကုန်ပါတယ်ဒီတော့လူတွေကသာရဖျားတီဖျားသခင်ဖြစ်တော်မူ၏ဆိုပြီးဝန်ခံကြပါတယ်အေလိယကဘာလပရောဖက်တွေကိုမလွတ်စင်နဲ့လို့ပြောပါတယ်အဲ့ဒီနေ့မှာပဲဘာလပရောဖက်450ကိုဖမ်းဆီးပြီးတော့ကိရှုံချောင်းမှာကုမြက်လိုက်ကြပါတယ်ပင်လယ်ပေါ်မှာမိုးတိမ်လေးတွေတွေ့ရတဲ့အေလိယကအာဟက်ကိုမိုးအကြီးကျယ်ရွာတော့မယ်ညင်ရထားစီပြီးပြန်တော့လို့ပြောပါတယ်ကောင်းကင်ကတိမ်တွေနဲ့မဲမောင်လာပြီးမိုးတွေတဲကြီးမဲကြီးရွာချပါတော့တယ် နောက်ဆုံးမိုးခေါင်ချင်းနဲ့အဆုံးသက်သွားပါတယ်။အာဟက်ဟာယထာကိုအမြန်ဆုံးမောင်းမီပြန်ပေမဲ့အေလိယကထာဝရဘုရားရဲ့အကူအညီနဲ့အာဟက်မင်းထက်အရင်ရေစရေလာမြို့တကာဝကိုရောက်ခဲ့ပါတယ်။အဆုံးထိနားတော်ဝေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။